ပြောမယ်ဆိုတော့ဗောလေဒီနိုင်ငံရေးခင်းကျင်းကြီးကိုကြည့်မယ်ဆိုရင်ဒီဘင်္ဂလားဒေ့ရှ်မှာဗောနိုင်ငံရေးပြောင်းလဲဖြစ်ပြီးနောက်ဗောလေဒီဝန်ကြီးချုပ်ရှိခါစီနာတိုင်းပြည်ကထွက်ပြေးပြီးတဲ့နောက်မှာဒီအမေရိကန်နဲ့နှိစက်တဲ့ဒီယူနစ်ဗောလေသူတက်လာတယ်ဗောဆိုတော့အောက်နောက်ပိုင်းမှာဒီတရုတ်နိုင်ငံသားရဲ့ဝန်ကြီးကလည်းနေပြီးတော့ရောက်လာတယ်ဗောလေအဲ့ဒီနောက်မှာတော့ဟိုတရုတ်ကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဟိုတစင်ဆိုင်တွေဟိုအားထုတ်တိုးပန်းတာတွေဆက်ဆက်ပေးကြရတယ်တွေ့လာတာဗောဆိုတော့ဒီအခင်းကျင်းရောဘယ်လိုဖြစ်နိုင်မလဲဗောတရုတ်ရဲ့အခင်းကျင်းကဟုတ်ပါတယ်ဒီ တရုတ်ကလည်းပဲသူခဏပြောတဲ့အိန္ဒိယသမုဒ္ဒရာအကျိုးစီးပွားကိုလည်းကာကွယ်ဖို့လိုတယ်တစ်ဖက်ကအနောက်နိုင်ငံဘက်ကအလာဒီဒီအုပ်စုပေါ့အနောက်အုပ်စုပေါ့အမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုကလည်းအရှိတ်ဘက်ကိုတဖြည်းဖြည်းအဩဇာတက်ရောက်လာမယ်ဆိုရင်တရုတ်ကလည်းကာကွယ်ရမှာ哦ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကအနောက်ဘက်နေသလားတရုတ်ဘက်နေသလားဆိုတဲ့ဟာကလွန်ဆွဲနေတဲ့ဟာဖြစ်နေတာပေါ့ လွန်ဆွဲနေတဲ့ခါကျတော့ဒီလွန်ဆွဲနေတဲ့တိုင်းပြည်ကိုအခုကနှစ်ဖက်စလုံးကသွားနေကြတယ်လေသွားပြီးတော့ကိုလိုချင်တာကိုပခိုင်းနေကြတော့အဲဒါကြောင့်ဒီဘင်္ဂလားဒေ့ရှ်ကလည်းသူ့အရေးပါတဲ့နေရာကိုရောက်လာပြီကပြီးခဲ့ခါကျတော့တရုတ်ကမင်းပါတီကိုယ်စားလှယ်သွားရင်ဒူလိုချင်တဲ့ပထဝီနိုင်ငံရေးအပြောင်းလဲကိုသူတောင်းလိုက်မယ်တောင်းတော့ပြင်းပြင်းပဲတောင်းနေတာပဲနောက်တစ်ခါ SAC ကကန့်ကွက်တယ်ဆိုလဲအာကန့်ကွက်တာကိုပယ်ချတယ်ဆိုပြီးတော့ ခပ်မှမှလည်းခပ်တော့တော့တင်းတင်းပဲပြောနေတယ်တပတ်ကလည်းအမေရိကန်ရဲ့ဝင်ထွက်မှုတွေဟာလာကျွန်တော်တို့အမေရိကန်ရဲ့ပစိဖိတ်မရှိနေတဲ့တတ်မှုတွေကဝင်ထွက်နေတဲ့ခါကျတော့ဒါလည်းပဲဒီအနောက်ကိုရိမ့်နေလို့အနောက်အနောက်ကလည်းပဲဝင်ရောက်ဟောပါလေပူပေါင်းဆောင်ရွက်နေတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်ဘင်္ဂလားဒေ့ကအရေးပါလာတဲ့အရှေ့ရောအနောက်ရောအာရုံစိုက်လာတဲ့နေရာဖြစ်တော့ ခွင့်ကောင်းယူတော့ဘင်္ဂလားဒေ့ရှ်ကဒီသူရဲ့လူကြီးဖောင်းပွားနေတာကိုလူကြီးပောက်ကွဲထွက်နေတာကိုနေရာချတာဖို့အတွက်အမြင်နေရာရှာတဲ့သဘောဖြစ်ပါအဲ့ဒါလို့ရှာတဲ့အနေနဲ့ရခိုင်ကိုလည်းပဲသူကဖိအားပေးလာနိုင်ပါလားအဲ့ဒါလို့စိုးရိမ်စရာတော့ရှိပါလားအခုဆိုရင်တော့လေတရုတ်သမားနဲ့ဟိုဘုံမူကြီးပြောသလိုပေါ့ဟိုပြည်ဝင်ရတွေ့ဆုံတာလည်းမဟုတ်ပဲနဲ့ဒီမျိုးပွဲတစ်ခုမှာတွေ့ကြရပေါ့လေဆိုတော့ဒီခင်းချင်းမှာဒီလိုမျိုးတွေ့လိုက်တဲ့နောက်ပိုင်းမှာဒီတရုတ် စစိုးစားနောက်ခံပြုထားတဲ့တခြားနိုင်ငံတွေလည်းရှိတော့ဗောလေဒီနိုင်ငံတွေအနေနဲ့ဒီမြန်မာနိုင်ငံပေါ်နိုင်ငံရေးအမြင်တပိုးထားတွေကဘယ်လိုမျိုးပြောင်းလာနိုင်မလဲရှင်အာများများတော့မပြောင်းပါဘူးတချို့နိုင်ငံငယ်တွေကတော့ကြားနေပါတယ်ဒါပေမဲ့ဒီတရုတ်နဲ့ယင်းနေတဲ့နိုင်ငံတွေနောက်ပြီးတော့ရုရှားနဲ့ယင်းနေတဲ့နိုင်ငံတွေကတော့သူတော်နိုင်ငံငယ်တွေကတော့ဒီကျွန်တော်တို့စစ်ကောင်စီနဲ့ယင်းနေတာကိုလည်းပြကျင်လည်းပြနိုင်လာပါဘူးဒါကြောင့် ဒါကတော့တကယ်ဟိုအင်အားကြီးတော့မဟုတ်ပါဘူးကိုကိုထုကိုတာကိုလုံးမကိုရမယ်ကိစ္စတွေလည်းရှိပါတယ်ဒီထဲမှာဟလာကျွန်တော်တို့ဒီမဆကဥက္ကဋ္ဌအနေနဲ့ဒီလာမဲ့ဩဂုလမှာပြည့်ပြောင်းလဲရေးတွေမလုပ်မလဲမရောက်ပွဲဟိုပုံစံပေါ်လာဘယ်လိုဆောင်ရမလဲဆိုတာတော့ဒါတော့ပြေဝါလဲဝိုင်းလုပ်ပြလို့မရပါဘူးကိုဘာဘာကိုလုံပါမဲ့ဟာပါ အဲ့ဒါကြောင့်အဲ့ဒီလုံမမဲ့ကိစ္စတွေမှာတော့ဘယ်လိုပြင်သုံးလာမလဲဆိုတော့ကျွန်တော်မပြောနိုင်သေးဘူးပါလေဒါပေမဲ့ဒီအောက်ကလာတော့စောင့်ကြည့်ရမှာပေါ့6လသက်တမ်းပြည့်တဲ့အချိန်မှာထွက်လာမယ်ပြင်ဆင်မှုကိုကျွန်တော်စောင့်ကြည့်ရမှာပေါ့စီမံကိန်းတွေကိုဘယ်သူမှမဖြတ်အောင်ပေါ့ဟိုဘက်ဆောင်ကစီမံကိန်းတွေကိုမူလပတ်မှတ်တဲ့အတိုင်းပုံမှန်ဆက်လက်ကောင်းထည့်ဖော်နိုင်အောင် ဒီတယောက်ကကြားဝင်လာလဲဒီကိစ္စပါပဲသူရဲ့ကော်ရီဒါမြန်မာ China မြန်မာစီးပွားရေးကော်ရီဒါတွေနောက်တော့ BRI လို့ခေါ်တဲ့ initiative တွေနောက်တော့ကမ္ဘာစွမ်းချုံပေါ့လေသူရဲ့စီးပွားရေးစဉ်နဲ့အဓိကအကျဆုံးကတယောက်ရဲ့ two ocean policy ပေါ့အိန္ဒိယသမုဒ္ဒရာကိုဝန်ပိုင်ထွက်နိုင်လမ်းမိုးနိုင်ဖို့လမ်းပေါက်ကကြောက်ဖြူပဲရှိတာ哦ကြောက်ဖြူနဲ့အဲ့ဒီကုမင်းကြောက်ဖြူရဲ့ဟိုပါပေါ့လေ ကာလယထာလံဖောက်ဖို့ကိစ္စတွေအရှိနေတော့အဲ့ဒါတွေကိုအပြတ်မခံနိုင်ဘူးနဲ့တူပါလား။ဘာကြောင့်လဲဆိုတော့နောက်ပိုင်းမှာဆစ်ပူလာရင်တစီပိသမုတ်တရားလမ်းကြောင်းတွေကပိတ်သွားနိုင်တော့အိန္ဒိယသမုတ်တရားအထွက်ပေါက်ကိုလည်းပဲပြက်ကမဖြစ်မနေယူရမယ်ဆိုတော့ဒါပမာပြည်ကိုပဲသူအတုံးပြရမလို့ဖြစ်နေတယ်ဒါကြောင့်ဒါကြောင့်ဘာပဲဖြစ်ဖြစ်ပမာပြည်ထဲမှာရှိတဲ့ပြိပခတွေက ဟာလာသူရဲ့အလုံငန်းကိုမထိခိုက်ဖို့အိန္ဒိယလွှမ်းမိုးမှုကြိုးစားနေတာကိုမထိခိုက်ဖို့ဒါစဉ်းစားမှန်းနဲ့တူပါတယ်ဆရာမဒီတင်းလုံးရဲ့ကြိုးထောင်းနောက်ခံကိုရထားတဲ့ဝါရဲ့ဒီနိုင်ငံရေးခြေလှမ်းအရေးတွေရောဘလို့ဖြစ်လာနိုင်ပေါ်လို့ရှိမလဲရှင်အော်ဝါကတော့ဘာမှမရှိပါဘူးဝါကတော့တူလူတူထိုင်းစနစ်ပေါ့ကိုလူကိုထိုင်းစနစ်နဲ့အခုပေါင်းနေတယ်နောက်ပြီးတော့ဝါကမုံရဲတို့ကျွန်တော်တို့တန်ရန်တို့အထိဆင်ပြီးတော့ ပါလာတယ်သူဒီပါဘူးဒါတော့တော်တော်လေးကောဟွာကသူပုံမှန်ဖြစ်နေတာပေါ့နောက်ပြီးတော့အခုလာရှိုးမှာတရုတ်ဟာလာစီဖာယာမော်နီတာရင်းတင်းလို့ဘာလို့လာထိုင်နေကိုယ်တည်းလာထိုင်နေဆိုတာလဲဟွာထောက်ကူအကူအညီမရှိဘဲနဲ့မထိုင်နိုင်ပါဘူးမူလရှိပြီးသားဟွာဆက်ဆံရုံနဲ့ဟွာအကျိုးစီးပွားလည်းလာရှိုးမှာရှိပြီးသားပါအဲ့ဒါဆိုတော့ဟွာအနေနဲ့တော့အခုကျွန်တော်တို့ ပေဘခမှာအိန္ဒိယအရသောအဖွဲ့အစည်းပေါ့လေဘာမှနာမည်ပြမရှိဘာမှလည်းအဆုံးမရောက်ဘဲနဲ့အခြေရလက်ရမပြဘဲနဲ့နော်အိန္ဒိယအရသောအဖွဲ့အစည်းဖြစ်နေတယ်လို့လည်းပြောနိုင်ပါတယ်ဒါကြောင့်ဒီဝါကဘဒုနဲ့မှပြဿနာမရှိပါဘူးရှိရှိရှိဖို့လည်းမလိုအပ်ပါဘူးဒါကြောင့်ဒီနာဆာကနဲ့တရုတ်ဆက်ဆံရေးကောင်းတာလည်း ဒါဝါနဲ့ဟိုဒါရိုက်ကြည့်တော့မဆိုင်ပါဘူး။ဘာသာဝါကနှစ်ဖက်စလုံးနဲ့ဆက်ဆံရင်ကောင်းနေတာဟုတ်။အဲ့ဒီလိုကျွန်တော်နားလည်ဖို့လိုပါလား။ဒီပေါ်လေမြန်မာနိုင်ငံရဲ့လက်ရှိဒီဒေါ်လာရေးအနေထားမှာပေါ့။ဒီ SSC ဘက်ကဒီတိုင်းသားလက်နက်ကိုင်နေဒီဒေါ်လာရေးအင်အားစုတွေဘက်ပေါ်ပေါ့လေဒီမှာခုကြားတယ်မှာစကိုင်းတိုင်းကဘယ်လောက်ရှိအရေးပါလဲရှင်။အာစကိုင်းတိုင်းကတော့ဒီဟိုအစွန်ထွက်တိုင်းလာဘက်ကကြည့်ရင်တော့အစွန်ထွက်တဲ့နေရာပေါ့။ဥမာကချင်ဘက်ကကြည့်ရင်လည်း ကချင်ပြည်နယ်နဲ့ကချင်ဒေသကိုသူကလှုပ်ချင်ရင်ကတိုင်းခိုင်းမှာသူကသူကချင်ပြည်နယ်ရပြင်ပါပါလေအဲ့ဒီမှာစည်ရေးပေါ်ဆောင်ပြီးတော့ကချင်ပြည်နယ်ကိုစည်ရေးရော့အောင်သူလုပ်နိုင်တာပေါ့ထို့တူတော့ချင်းတို့ဘာလို့လဲပဲဒီတိုင်းမှာပဲချင်းတို့ဟိုလုပ်နိုင်တဲ့သဘောရှိပါဒါတော့စကိုင်းတိုင်းကဂျာဖြစ်ပြီးတော့နော်အဖွဲ့စည်းပြီးပြီးကစကိုင်းတိုင်းကိုဟိုပါပေါ့လေဒီဟို ပူဇာပေးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီလှုပ်ရှားမှုအနေနဲ့တော့ဒီဒီပါလာနိုင်တာပေါ့သို့တော်လည်းပဲစကိုင်းတိုင်းကိုနိုင်ကိုနိုင်ကလောရမယ့်လောက်တွေလည်းရှိပါတော့မှာစကိုင်းဖိုရမ်လို့ဘာတော့လဲတချို့အာအပြင်မှာပြုခံရပြီးတော့ဆွေးနွေးတာတွေပါလဲတွေ့ရပါတာဒါကြောင့်စကိုင်းဖိုရမ်နဲ့အာနိုင်ငံရေးပုံစံပေါ့လေနောက်စကိုင်းကွန်စတီကျူရှင်းပေါ့ဒီ ဒီဘာကွန်စတီကျူရှင်းတွေဘာတွေလုပ်ငန်းတွေအားလည်းရှိနေတော့အဲ့ဒါတွေကတော့နိုင်ငံရေးရပြင်ဆင်လာဖြစ်ပြီးတော့အဲ့ဒီကိုင်းရဲ့ဒီလက်နက်ကိုင်းလှုပ်ရှားမှုနဲ့လုံခြုံရေးရတော့ကျွန်တော်တို့ကျွန်တော်အနေဝေးတော့ခမန်းလို့မရသေးဘူးဆရာမနိုင်ငံရေးလှုပ်ရှားမှုကတော့တော်တော်တရားရှိတာကိုတွေ့ရပါတယ်တကယ်လို့ပေါ့လေလက်ရှိမှာကြောက်အေးရပြောရမယ်ဆိုရင်သုံးမျိုးနေပဲကြံတာပေါ့လေရခိုင်ပြည်နယ်တစ်ခုလုံးပါ သူတို့ပေါ့ဒီလိုမျိုးပေါ့သူတို့တွေ့ဆုံဆွေးနွေးတဲ့အခါမျိုးတွေမှာဆိုလဲဒီအေးဘက်ကနေတောင်းဆိုမှုကတော့မြင့်နိုင်တာပေါ့လေဆိုတော့ဒီပေါ့ SSC ဘက်ကလည်းဒီတောင်းဆိုမှုကိုမလိုက်ရောပေးနိုင်အောင်ပါပဲဘယ်အဆင့်လောက်ထိရောလိုက်ရောပေးစင်မလဲပေါ့ရှင်ကျုပ်အကြောင်းတင်တောင်းသဖွယ်မင်းကြီးကျယ်ဆိုတာရှိတာပေါ့ဘယ်အဆင့်ဘူးဆိုလဲဖြစ်သွားနိုင်တယ်ဘယ်အဆင့်မှလည်းမဟုတ်ဘူးလည်းဖြစ်နိုင်တယ်အခု MMDAA နဲ့ရတဲ့အချက်ဝတော်မှာ TNL နဲ့ကြတော့ပြန်မရဘူး။နောက် TNL ကလည်းပို့ပြီးတော့ ဟိုရရှိထားတဲ့နည်းမျိုးကျေဝန်းတဲ့ခါကျတော့ဆုံဆုံဆုံနှင်တာမှုပုံများနိုင်တာပေါ့ DNL ဘက်ကဒီသဘောတူလိုက်မယ်ဆိုရင်ဒါကြောင့်ဒီပုံစံတွေကတော့မတူဘူးအပင်ပဒံတွေကလည်းမတူဘူးရလတ်တွေကလည်းတူမှာမဟုတ်ဘူးအဲ့ဒါလို့ကျွန်တော်သုံးသပ်ပါဒါကြောင့် ULAAA နဲ့ဘာတွေရနိုင်လဲဆိုတာတော့ခံမမှုခက်ပါလေဆရာမဒါဆိုတော့ဒီဒီအခုနှစ်ထဲမှာပေါ့လေညီမနိုင်ငံရေးခင်းကျင်းတဲ့ပတ်သက်ပြီးတော့ဘုံမှုကြီးတို့အနေနဲ့ဘယ်လိုမျိုးခံမှန်းမိတာမျိုးရှိလဲချက် အကောင့်တော့အစိုးတော့ရောပြောင်းနေမဲ့သဘောလို့ကြည်ဖတ်ပါတယ်။နောက်မြောက်ပိုင်းတွေကတော့ဗာ PPKIA ပါဝင်မြောက်ပိုင်းတွေကတော့ညီနိုင်နိုင်ညီနိုင်နိုင်နဲ့ပွားပြီးတော့ဒီပကံတွေကလည်းပဲနည်းနည်းသက်သာမှာပေါ့အခုအဲ့ဒီလိုဖြစ်လာမဲ့အခါမှာဒီတောင်ပိုင်းကတော့ပို့ပြီးတော့နည်းနည်းကျတဲ့လာနိုင်တယ်ဒီအနောက်ပိုင်းပေါ့ဒီဒီရခိုင်နဲ့ချင်းဘက်ကကြတော့လည်းပုံစံတစ်မျိုးဖြစ်နိုင်တယ်ဒါကြောင့် ဒီ account တော့အစိုးတော့ပြစ်နိုင်ပါတယ်အဲ့ဒါလည်းပဲပဲပေါ်မှုတွေလဲဆိုတော့လဲဆိုပေအော်ဒီလေဗိုင်းဒေတာကိုကြီးစိုးထားတယ်ကျွန်တော်တို့ SAC ပေါ်မှုတွေပါတယ် SAC ကဒီကောင်းပေါင်းတွေနေနဲ့စင်ကြံတုံတရားနဲ့ဖြစ်စီပါလေကျွန်တော်တို့ဒီဒီပိတ်ပခါကိုကြော်လွားဖို့အတွက်နင်းလာရှာတဲ့အနေနဲ့ဖြစ်စီဒီယူကပွဲမတိုင်ခင်လောက်အောင်အချိန်က6လလောက် 能拉老站埋俾啦，一啲一啲假萬七波啦那，嗱，也傾之了，送票票了，到二卅萬先嘛。